မဆုံးနာကြပြီဖြစ်တဲ့မာယူညီမတွေစုံပြီးစကားပြောပြကြတယ်မာယူညီမတွေလည်းမကောက်ဘူးမာမာယူရဲ့အမေတွေညီမတွေရဲ့အမေတွေသူတို့ညီမ၃ယောက်လဲအဲမှာဝူးဝါးပေါ့အာဒါကတော့တီတီလေးပါအလဲဒါကတော့မတ်တာလေးပါအလားနော်ဒါလေးကတော့စင်စင်လေးပါအင်းမကြည့်ပါဘူးလောက်တီချင်းနေတာ အတိမမေတော့ကြာညီမအရင်နေအရင်နေဆိုတော့ပြောမကုန်ဘူးပေါ့နော်စကားကြီးပြောကြအစားကြတောက်ကြပေါ့ဟိုခလေးတွေကတက်တက်ခလေးတွေကအမှခလေးခလေးကိုမှခိခိတူထရရှာတို့ကတဖွဲ့အဲကိုရီးယားကျတော့အလက်ပေါ့အလက်တွေကတဖွဲ့ပေါ့နော်အကြီးတွေကတော့အမေတွေပေါ့ဟုတ်ကိုကကိုဘလောက်ပဲဟိုအသက်အရွယ်တခုရှိလားရှိလားဘာပြောကိုတက်အကြီးတွေဆိုတော့မအားကြီးတို့ဆိုတော့ကိုရီးခလေးဘဝလေးတွေကအမြဲတမ်းလေကိုရဲ့ဟို မိုင်းနဲ့ကြအသက်လည်းနည်းနည်းကွာတယ်ပေါ့နော်ဆိုတော့အမြဲတမ်းချစ်ကြောက်ယူသေးပဲဖြစ်တဲ့ကြောင့်မို့လို့ဘာပြောခလေးပြန်ဖြစ်တာပေါ့ဟုတ်အမဘာတော့နည်းနည်းပိန်သွားတယ်ပိန်သွားတယ်ဆိုတော့ကောင်းပါတယ်အဲ့ဒါဟုတ်ဒီနေ့ကတော့ဆွေတို့ဒါအကယ်၍ရုပ်ရှင်ကားကြီးပေါ့နော်ဒါဇလန်းကတော့စကားကတော့ဝယ်လေးဖြစ်ပါတယ်အဲဒီကားထဲမှာတော့ဆွေပြေက ဒီရမုံဆိုရက်မင်းကလေးနေရာနေပြီးတော့တေးဥဆောင်มาဖြစ်ပါတယ်အာဒီကားလေးကလည်းဟိုတကယ် real ပေါ့เนาะအပြင်မှာလည်းတကယ်ဖြစ်ခဲ့တဲ့ဟို story လေးတစ်ခုဆိုရက်အခါကျတော့အာဒီကားလေးကိုတော့ဆိုပြီးတော့အကောင်းဆုံးတတ်နိုင်ဆုံးပြင်ဆင်ပြီးတော့ရိုက်ပြီးသားပါမရှင်ဟုတ် အတိအကျတော့ဆိုပြီးတော့ဒီ character တခုဆိုလို့ရှိရင်ဟိုစိတ်ပိုင်းဆိုင်ရာရောအကုန်လုံးပေါ့เนาะပြင်ဆင်ဖို့လိုအပ်တယ်ပြီးတော့ဒီဒီ character နဲ့ life ဖတ်တဲ့အဝတ်အစားပိုင်းဆိုင်ရာလေးတွေကအစားပေါ့เนาะဆိုပြီးတော့အဲဒီစကလုံးလေးတွေကအစားကြိုပြီးတော့ပေါ့เนาะဖတ်ထားတယ်တေချာလေးတော့ကြိုပြီးတော့ပြင်ဆင်ထားပါတယ်ဟုတ်ကဲ့အာဒီအင်းပညာနဲ့ပတ်သက်ပြီးတော့ကတော့ဆိုပြီးတော့ဒီကားကြီးရိုက်မယ်ပြီးတော့ကြော်ညာလေးတွေပေါ့เนาะကြော်ညာလေးတွေအပွက်တက်လေးလည်းရှိပါရှင့် အော်ဒါကတော့ဘယ်လိုပြောမလဲတချို့တွေကြာလဲဒါချစ်တဲ့စိတ်နဲ့ဟိုကိုဘလိုလေးပဲဖြစ်ဖြစ်ချစ်တာမျိုးလည်းရှိရယ်အချို့ကကြာလဲအကြံပြုတာမျိုးလေးလည်းရှိရယ်ဆိုပြီးအနေနဲ့ကတော့လက်ခံပါတယ်ဘာပဲဖြစ်ဖြစ်ဟုတ်ဘယ်လိုပြောမလဲဆိုပြရတော့ဒီဇဝင်ခန်းနေမှာဆိုလို့ရှိရင်တော့ character နဲ့ live ဖတ်တဲ့အဝတ်အစားအပြည့်အစုံလေးတွေကိုတော့ဒါဆိုပြတို့အနေနဲ့ပြောင်းလဲရတာမျိုးလေးတွေတော့ရှိရယ်အဲဒါပေမဲ့တခြားအပြင်အနေနဲ့ကတော့ဆိုပြနေတတ်တယ်လို့ဆိုပြအာ ဟိုဟိုဘယ်လိုပြောမလဲညတ်တလိုပုံစံမျိုးပဲနေဖြစ်ပါတယ်ဟုတ်ဟိုအဲ့ဒါချင်းလေးကတော့ဒါမထင်မထားပဲနေပေါ့နော်ပရိသတ်ကလက်ခံသွားတယ်ပေါ့နော်ဆိုတော့အဲတချို့ပွဲတွေမှာဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပေါ့ဒီတချင်းကိုဆိုဖို့အတွက် request လုပ်တာမျိုးလေးရှိရင်ဆိုလို့ရှိရင်တော့ဆိုပြီးကဆိုဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးလေးဆိုရင်တော့ဟုတ်ကဲ့ကြာပြီပေါ့ကြာပြီပေါ့ဆိုတော့ the messenger တနှစ်တနှစ်ကျော်လောက်ရှိမှာပေါ့နော်တနှစ်ကျော်လောက်တော့ကြာပြီပေါ့အဲ့တချင်းလေးအဲဆိုဖြစ်တာတနှစ်ကျော်လောက်တော့ကြာပြီပေါ့ အဝမ်းသာပါတယ်ဟိုတကယ်ဝမ်းသာပါတယ်ဘာပြောအဒါကအော်အဆူမူရင်းအဆူရှင်ဒီအကုန်လုံးကိုလည်းလေးလေးလေးစားတယ်ချစ်လက်ချစ်ခင်တယ်ဆိုတော့ဒီတချင်းလေးကတော့ဒါမထင်မှတ်ဖဲနဲ့ပေါ့နော်ဟိုပြည်သက်ဒီ ခက်မှန်းရင်းနဲ့ပေါ့နော်ခက်မှန်းရင်းနဲ့မထင်မှတ်ဘဲနဲ့ဒါပြိသက်တည်းကလက်ခံထားရဲဆိုတော့အဲ့တော့ဝမ်းသာပါတယ်အာရှိုးဘွဲတွေမှာလည်းအဲ့လိုမျိုးပေါ့နော်တောင်းဆိုတဲ့အခါမျိုးမှာနောက်ဆိုပြတချင်းအေးများတယ်အမျိုးလဲနေတယ်လीအမျိုးလဲနေတယ်ဆိုတော့အဲ့လိုမျိုးအဲတောင်းဆိုတဲ့အခါမျိုးမှာဆိုပြအမျိုးလေးစုပြီးဖြစ်ပါတယ်ရှင့်ဟုတ်အာရှင်ရေတကားတချင်းလေးကတော့ဟိုဆိုပြစုထားတာလေးကတော့ကြာပါပြီအဲဒါပေမဲ့အခုဒါ TikTok ပေါ်မှာတစ်ခါပြန်ပြီးတော့တွေ့ရတွေ့ရတယ်ပေါ့နော်တွေ့ရအဲ့လေးလည်းဆိုပြလည်းတွေ့ပါတယ် ။ဟိုဘာပြောဟိုကိုဆိုထားတာကြာပြီ။အဲဒါပေမဲ့ဒီသချင်းလေးကိုအဲ့လိုမျိုးပေါ့နော်။တချို့ကြလည်းအဲ့လိုပြန်ပြန်တင်တာမျိုးလေးကြီးလည်းတွေ့တယ်ပေါ့နော်။တွေ့တဲ့အခါကျတော့ဝမ်းသာရပါတယ်။အဲ့ဒီသချင်းလေးနဲ့ဟိုတက်တော်လေးဆော့တာမျိုးလေးကြီးလည်းတွေ့ဖြစ်ပါတယ်ဟုတ်။အဟသတိထားမိပါတယ်ဟိုတက်တာတွေပေါ်မှာလဲအဲဒါချောက်ပေါ့နော်ဟိုဆိုတဲ့အဆိုရှင်ကိုလဲမြင်တော့လေမြင်တော့သတိထားမိပါတယ်ရှင့်ဟုတ်ကဲ့အဓိကတော့လေဒီတချင်းကဘယ်လိုပြောမလဲဆိုပြရလဲဒီတချင်းကကြာလဲကြာပြီအဲ့ဒါဘာဘာဘာလဲ ရုပ်ရုပ်ရှင်ရုပ်ရှင်ပွဲတော့เนาะအဲဆိုပြတော့နည်းနည်းမေးရုပ်ရှင်ပွဲတော့တုန်းကအဆိုထားတဲ့တခြင်းလေးတခြင်းလေးဆိုတော့အဲ့တခြင်းလေးကိုဒါထပ်ပြီးတော့ဆိုတဲ့အဆိုရှင်လည်းရှိရယ်ဒါတော့ဘာပဲပြောအဆိုရှင်နေဆိုဒီတခြင်းကိုဆိုပြလို့လည်းပိုင်တာမဟုတ်ဘူးလေเนาะဒီလိုပဲထပ်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 ပြီးတော့ဆိုမဲ့သူတွေလည်းအများကြီးရှိရယ်ဆိုပြလည်းအဲ့ထဲမှာဆိုခဲ့တဲ့သူတအုပ်ပေါ့ဆိုပြထပ်ရင်မမူရင်းဆိုရှင်နေလည်းရှိရယ်အာဒီခြင်းလေးကိုအာဒါဘာပဲပြောဟိုနောက်ထပ်အဆိုရှင်တွေကလည်းထပ်ပြီးတော့ဖန်တီးတဲ့အခါမှာကောင်းပါတယ် အဲနောက်ပြီးတော့ဒီကိုကိုဆိုကဲဘူးကဲဘူးတယ်ဆိုတာလေးကိုလည်းအဲဒါ TikTok ပေါ်မှာပေါ်ဖြစ်ဖြစ် line နေပေါ်မှာပြန်တွေ့ရတာလည်းဒါဝမ်းသာပါပဲဟုတ်ကဲ့ရှင်ရတကားလားအပြီးမှာပေါ့အော်အဲ့ဒါကအခုဒီဆိုပြလို့ရိုက်မဲ့ဒီအကယ်၍ဆိုတဲ့ရုပ်ရှင်ကားကြီးပေါ့နော်ရုပ်ရှင်ကားကြီးတဲမှာ သုံးမဲ့ဇဝင်ကန်ပုံဇဝင်ကန်ပုံဆိုဆိုပြီးတော့ဒီကားမရိုက်ခင်မှာဟိုကြိုပြီးတော့ရိုက်ရတာပေါ့နော်ကြိုပြီးတော့ဟိုတရားဓာတ်ပုံအနေနဲ့အသုံးပြုဖို့ဇဝင်ကန်မှာအသုံးပြုဖို့လေးရှိရရှိရဆိုတော့အဲ့အတွက်ကိုဒါဒရိုက်တာကကြိုပြီးတော့ရိုက်ရတယ်ဟာကြိုပြီးတော့ရိုက်ခိုင်းတာပေါ့အဲ့ဒါလေးရိုက်တာပါဒါမဲ့လည်းလိုပဲရှောက်ပြီးရေးတာပေါ့ pitch တရားဟုတ် အာအဲ့ဒါကြတော့မဒါကလည်းသူနိုင်ငံသားပြန်သွားတော့မယ်ပေါ့နော်ပြန်သွားတော့မယ်ဆိုတဲ့အခါကျတော့ဒါဆိုပြလို့လည်းအားတဲ့အချိန်မှာမာကြီးကလည်းညီမလေးတရက်ส่งကြမယ်တဲ့အဲส่งကြမယ်ဆိုတော့အဲ့လိုမျိုးပေါ့နော်မပြန်ခင်လေးနှုတ်ဆက်ဖြစ်တာပါဟုတ်အကြီးမမေတို့ကကြညီမအရင်နေအရင်နေဆိုတော့ပြောမကုန်ဘူးပေါ့နော်စကားတွေပြောကြအာစားကြတောက်ကြပေါ့ဟိုခလေးတွေကတက်တက်ခလေးတွေကအမှခလေးခလေးကိုမှခက်ခက်တို့ထရရှာတို့ကတစ်ဖွဲ့ အဲကိုရီးယားကျတော့အလက်ပေါ့အလက်တွေကတက်ဖွဲ့ပေါ့နော်အကြီးတွေကတော့အမေတွေပေါ့ဟုတ်ပျော်ပြစ်တာတွေကတော့အစုံပါပဲလူမှုရေးစီးပွားရေးအကုန်လုံးပါပဲအမကြီးပြောတာလေးလည်းဟိုဒါဘာပြောဟိုနားထောင်နေပေါ့နော်နားထောင်ဖြစ်တယ်သူရဲ့အတွေ့အကြုံလေးတွေလည်းပြောပြရလေးနားထောင်ဖြစ်တယ်ပြီးတော့အတိကတော့အမေတွေငငယ်တော့ကသူတို့ငငယ်တော့ကအကြောင်းတွေပြန်ပြန်ပြီးပြောကြတာပေါ့နော်ပြန်ပြောကြအဲကိုရီးယားပါဇက်ပါဇက်ဟော်လုံးနဲ့နားထောင်ရတာပေါ့ကိုကလေးကြည့်သွားလာတာပါ ဒါပေါ့ဒါပေါ့ဒါပေါ့ကိုကကိုဘလောက်ပဲဟိုအသက်အရွယ်တခု ရှိလားရှိလားဘာပြောကိုထက်အကြီးကြီးဆိုတော့မာကြီးတို့ဆိုတော့ကိုရီခလေးဘဝလေးတွေကအမြင်တဲ့လေကိုရဲ့ဟိုမိုင်းနဲ့ကြအသက်လည်းနည်းနည်းกว่าတယ်ပေါ့နော်ဆိုတော့အမြင်နဲ့ချစ်ချောက်ယူသေးပဲဖြစ်တဲ့ကြောင့်မို့လို့ဘာပြောခလေးပြန်ဖြစ်တာပေါ့ဟုတ်အရင်ကြီးတော့လေအထွေထူးပြောင်းလဲသွားကြတာမျိုးတော့မရှိပါဘူး။အမှားတော့နည်းနည်းပိန်သွားတယ်ပိန်သွားတယ်ဆိုတော့ကောင်းပါတယ်အဲ့ဒါဟုတ် အခုတော့ကောင်းပါတယ်ဟိုစပီတို့သွားတဲ့အချိန်မှာကောင်းပါတယ်ရှင့်ဟိုဒါပေမဲ့ဟိုဘယ်လိုပြောမလဲဒါကတော့အသက်နည်းနည်းနည်းအဲ့လိုလေးဖြစ်လာရင်တော့ချူချာပဲဆိုပြီးတော့လက်ချူချာမျိုးလေးတွေလည်းရှိတာပဲဆိုတော့လေဟိုဟိုလိုမျိုးပြောပလောက်တဲ့ဟာဟိုတော့မဟုတ်ပါဘူးဟုတ်အာအားပေးရပေးတတ်များအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်အာဒီအကယ်၍ဆိုတော့ဒါရုပ်ရှင်ကားကြီးအာယုံတင်လို့ရှင်လည်းအားပေးပါအောင်ကြည့်ရှုဝေဖန်ပေးပါအောင်လို့ပြောချင်ပါတယ်ရှင့်ကျေးဇူးပါကျေးဇူးပါဟုတ်ကဲ့ဟာ